အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမှာကတော့ဆရာကြီးမောင်ထင်ရဲ့ဝတ္ထုတူဆောင်းပါးလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဆောင်းပါးခေါင်းစဉ်ဒီမိုကရေစီဟူသည်ကစကားဆိုသည်မှာပါဇက်ကထွက်လာသောအတန်များဖြစ်သည် ထိုအတန်များကိုစနစ်တကျဖွဲ့စည်းထားသည်ထို့ကြောင့်ထိုအတန်များသည်ဆိုလိုရင်းအနက်အဓိပ္ပယ်ကို ပေးနိုင်သည် ထို့သောအနက်အဓိပ္ပယ်ကို ပေးနိုင်သောကြောင့်တဦးကပြောသောအတန်ကိုကြားရသူအခြားတဦးကနားလည်သည် ဝူဝဝအတန်ကိုကြားသောအခါအနတ်အထိပယ်မရှိသောကြောင့်ကြားရသူတို့ကအထွေအထူးဂယုမပြုကြပြီညအချိန်မတော်တခိုးအိမ်ပေါ်တတ်သောအခါအိမ်ရှင်ကဆူဆူဝဝအော်သည် အော်တန်ကို တရွာလုံးကြားတော်လဲဘာတန်မှန်းမသိဘာပြောမှန်းမသိထို့ကြောင့်ဘယ်သူကမျှအရေးမယူ တခိုးကသူလိုချင်တာယူပြီးအိမ်ဘော်ကဆင်းသွားသည် တရွာလုံးဘာဖြစ်လို့ဘာဖြစ်မှန်းမသိချေအကယ်၍တခိုးပြို့ဟုအတိတ်ပဲရှိသောစကားကိုပေးလိုက်လျင်ကြားရသူတိုင်းအိမ်ကိုတခိုးတက်တာပဲဟုနားလည်၍တခိုးကို လိုက်ကြလိမ့်မည်ထို့ကြောင့်အတန်အတန်ဟုဆိုတိုင်းလဲစကားမဟုတ် စကားစကားဟုဆိုတိုင်းလဲအနတ်အတိတ်ပဲရှိသည်မဟုတ်စကားဆိုသည်မှာတူးဤတွေးတောဆင်ခြင်းခြင်းကိုတူးအား သိရှိနားလည်အောင် ဆောင်ကျင်းပေးသောဝေါ်ဟာရဖြစ်သည် ထိုဝေါ်ဟာရတို့ကိုထုံမင်းဆံမြစနစ်တကျဖွဲ့စည်းရသည်သောမသာတူဤဆိုလိုရင်းကိုတူကနားလည်မည်နားလည်မှသာအလုတ်ဖြစ်မြောက်အောင်လုပ်နိုင်သည်ကျွန်ုပ်တို့မြန်မာတိုင်းရင်းသားအများစု ပြောဆိုနေကြသောစကားမှာမြန်မာစကားဖြစ်သည် မြန်မာစကားကိုမြန်မာတိုင်းရင်းသားတို့နားလည်ကြသည်အထူးသဖြင့်နေစဉ်မြန်မာသုံးစကားကိုအခြေခံ၍မြန်မာတိုင်းရင်းသားတို့နားလည်ကြသည်မြန်မာဇာတိမှာကြေးလက်ကို အခြေခံသည် အခြေခံဟုဆိုလျင်ကြေးလက်လူဒုကိုတတိယသင်သည် ထို့ကြောင့်အများစုနားလည်အောင်ရည်ရွယ်လျင်ကြေးလက်လူဒုနားလည်အောင်ပြောဆိုကြရပြီလိမ့်မည် မြို့နယ်လူထု၌အတွေ့အကြုံများပြားသည်မြို့ဤတဘာဝဖွင့်ပြိုးသည်နှင့်အမျက်မြို့သားသည်ဘ ഹു တုတကျွယ်ဝသည်မြို့သားသည်မိမိတိုင်းရင်းသားဘာသာစကားကို နားလည်သည့်အပြင်မိမိနိုင်ငံဤအပမလာသောဝတ္ထုပစ္စည်းအခေါ်အဝေါ်တို့ကိုလည်းအထိုက်အလျောက်နားလည်သည်သောမတဆင်တတ်သောတဘာသောအမျိုးသားတို့၏အတွေ့အခေါ်စဉ်းစားဉာဏ်နှင့်ဆိုင်သောဝဟာရတို့ကိုလည်းနားလည်သည် ထို့ကြောင့်ဝိစာသိပ္ပံနှင့်ဆိုင်သောခိမိဝဟာရတို့၏အတိန်အနက်ကိုကောင်းစွာ ပိုင်းခြား၍သုံးဆွဲနိုင်သည် မော်တော်ကားဟုခေါ်သောဝတ္ထုပစ္စည်း၏အမည်ကိုသာမက နိုင်ငံရေးအတွေ့အခေါ်နှင့်ဆက်ဆိုင်သောဒီမိုကရေစီဟုသောဝဟာရကိုပင်လင်မြို့ကြီးသားတို့သည်ကောင်းစွာ သိ၍သုံးဆွဲနေကြသည်သောသောအများစုဖြစ်သောကျေးလက်လူတို့ကမြို့ကြီးသားလောက်တိကျမည်မဟုတ်ချေ ဇေလလူတို့ဤနားလည်မှုနားမလည်မှုအပေါ်၌တိုင်းပြည်ဤတိုးတက်မှုသည်အ ਨੇ နှင့်အများဆိုသလိုတည်ရှိသည် မော်တော်ကားသည်အကောင်အထည်နှင့်တကွမြင်ရသောပစ္စည်းဖြစ်၍ယင်းဝေါ်ဟာရကိုတောသူတောင်သားတို့အလွယ်တကူနားလည်ကြသည်မော်တော်ကားကိုမမြင်ဘူးပါဟုဆိုသည့်တိုင်အောင်တဆင့်စကားတဆင့်နာဖြင့်စိတ်ထဲတွင်မှန်းဆ၍သိရှိနိုင်ကြသည်ဒီမိုကရေစီက မော်တော်ကားကဲ့သို့အကောင်အထည်မရှိချေ ထို့ကြောင့်ထိုဝဟာရကိုကြာဖူးသည့်တိုင်အောင်အတိတ်ဘယ်ကို ရုတ်တရက်မသိနိုင်ချေကျေလက်လူတို့သည်မိမိတို့မမြင်ဘူးသောမော်တော်ကားကိုကျွဲကြီးနှင့်တူသည်ဟုစိတ်ကူးကြည့်လူကကြည်နိုင်ရသည်သို့သောဒီမိုကရေစီကိုဘာကောင်နှင့်တူသည်လဲဟုစိတ်တွင်ကြံဆ၍မရနိုင်ချေဒွတ်မဲ့သောသဘောတရားကိုစိတ်ကူးထုတ်၍ကြည်ရသည်မှာများစွာပင်မလှသည် ို့သောစင်စစ်ဒီမိုကရေစီဟူသောဝေါ်ဟာရသည်မြမစကားထဲသို့ဝင်ရောက်ခြင်းမရှိမီကပင်ကြေးရွာသားတို့သည်မိမိတို့ဘာသာဘာဝအလျောက်နေထိုင်လုပ်ကင်စားတောက်၍အချင်းချင်းပေါင်းတင်ဆက်ဆံပြီးလျှင်ရက်ရည်ရွာရည်တို့ကိုအညီအညွတ်စုပေါင်းစီမံခန့်ခွဲသည့်အခါအဆိုပါဒီမိုကရေစီနီးနီးရှအတိုင်းလိုက်နာဆောင်ရွက်ခဲ့ကြသည်ကြေးရွာလူနေမှုစနစ်များ ဓမ္မတာအလျောက်ဖွင့်ပြိုးတိုးတက်သောအခါရွာသူရွာသားအချင်းချင်းလူသိခါနှင့်အညီစီကံတကြထိမ့်သိမ့်ကွယ်စောက်ရှောက်ရသောကြေးရွာအုပ်ချုပ်ရေးလုပ်ငန်းတို့၌ပင်လျင်အဆိုပါသဘောတရားတို့နှင့်ညီညွတ်အောင်ကြင့်ကြံလှုပ်ဆောင်လာကြသည်ကျွန်ုပ်တို့သည်ဤအစဉ်အလာအတိုင်းဖွင့်ပြိုးတိုးတက်ခဲ့ခြင်းကြောင့်ရှေးမြတ်မဘရင်တို့ဤလက်ထက်ကပင်လျှင်မိမိတို့ဤတိုင်းနိုင်ငံကိုမြမမူလဗုဒ္ဓဥပဒေမြမ ဓမ္မသက်မြမစီရင် အုတ်ချုပ်နီးနီးရှမြမနိုင်ငံရေးအတွေးအခေါ်စသည်တို့ဖြင့်မြမနိုင်ငံတော်ကိုထူထောင်ခဲ့ကြသည်ကြေးရွာပေါင်းတရာစင်ကျော်ခန့်ကို စုစည်း၍ပြည်တီထောင်ခဲ့ရာယနေ့လက်ရှိမြန်မာနိုင်ငံ၏အကျယ်အဝန်းထပ်ပို၍ကျယ်ဝန်းသောဘရင်တော်လက်ထက်မြန်မာနိုင်ငံတော်ကြီးကိုအဆင့်ဆင့်ကြီးပွားတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သည် ရှေးမြတ်မှာဘရင်တို့ဤစီရင်အုပ်ချုပ်ပုံနီးနီးရှားတို့ကိုနှောင်းလူတို့ သူတေသနပြုကြသောအခါကံကြွေးချစနစ်ဗဒေတရစ်စနစ်ဘရင်စနစ်အစရှိသောကဗာရေဘူးရဆန်တို့ဖြင့်တမိုင်းဤဒုထေကို တိုင်းတာကြည်လိရှိသည် ကဗာနီယာမာဒိုနှင့်တိုင်း၍စံထိုးကြီးရစမြဲဖြစ်တော်ညာလဲအင်္ဂလန်ဥရောပရုရှားတို့၌ထွန်းကားသောဘရင်စနစ်စသည်တို့သည်မြန်မာတို့၏စနစ်နှင့်ထတ်တူထက်မြဟုမဆိုနိုင်ကြီးဥရောပတိုက်၏နိုင်ငံရေးအတွေ့အခေါ်တို့သည်စံကြီးစံခိုင်တို့မှ အခြေခံ၍ဆင်းသက်လာကြသည်ကျွန်ုပ်တို့နိုင်ငံ၌က ဟိတောပတိတကြံစာနကြနိတိလောကနိတိယာဇနိတိစသောနိတိအတွေ့အခေါ်တို့မှအခြေခံ၍မြမနိုင်ငံ၏ဒသနတရားတို့ကထွန်ကားခဲ့သည်ပညာရှိတို့ကြံစီတွေးတောကြပုံမှအတူတင်အတူတူပင်ဖြစ်စေကမူကာလဒေတာပယောဂကြောင့်တရကိုအနှစ်သာရတို့ကတူချင်မှတူသည် ထို့ကြောင့်တွေးခေါ်မျောမြင်ရေးတို့၌အသွင်ချင်းတူယုံနှင့်မြအနှစ်သာရချင်းအတူတူဟုကောက်ချက်ချလျင်မှန်ကန်ပြီဟုမဆိုနိုင်ချေမြမဘရင်တို့ဤအုတ်ချုပ်ရေးစနစ်ကိုလေးလာသောသူတေတီတို့သည်မင်းကျင့်တရားဆယ်ပါတင်ကဟတရား၄ပါနာယကဂုံ၆ပါအပရိဟာနိယတရား၇ပါ အစရှိသောအခြေခံတရားတို့ကို ထုတ်ဖော်လေရှိကြသည်ထိုတရားအစုတို့သည်နိတိကျမ်းလာမြမနိုင်ငံရေးအတွေးအခေါ်နှင့်လျော်ညင်သောမြမအုပ်ချုပ်ရေးအမျိုးအမြင်တို့ကိုလမ်းညွှန်ပေးခဲ့သည်ဖြစ်ရာရင်တရားစုတို့ကို ရှေးမြမာတို့ဤအမြင်ဖြင့်ပိုင်းခြားစိတ်ဖြာ သုံးသပ်ကြည့်ရပေလိမ့်မည် အသေးစိတ်ကိုလေးလာလျင်တပ်ဦးဆန်ပိုင်ဟူ၍၎င်း ရေမြေရှင်ဟူ၍၎င်း ဝေဖန်ပြောဆိုကြတော်လဲ ရင်းအယူဆများတဲ့တွင်ဘရင်နှင့်တိုင်းသူပြည်သားတို့သဘောထားမကွဲမပြားပဲတစိ့တဝန်းထဲနိုင်ငံတော်အကျိုးကိုတည်ဖို့ဆောင်ရွက်ရသည့်တိုင်ပင်နီနောချင်းလောက်ရတို့သည် သူခင်နှင့်သူထွန်ကားခဲ့ကြောင်းတွေ့ရှိရပေသည်မြမတို့ဤထီသုံးနှန်းသုံးဘဝသို့ကြာရောက်ခဲ့ပြီးနောက် ဇတ်တပင်လောကကိုပြန်လည်ထူထောင်ခဲ့ကြရာကျွန်တော်တို့ငယ်စဉ်က ကြီးခဲ့ကြသောဇက်ပွဲတို့တွင် ရှင်ဘုရင်နှင့်ဝန်ကြီးလေးပါတို့၏အခမ်းကဏ္ဍကိုဇက်ဆရာတို့ကတရုတ်ဖို့ပေးသည်ဟု ကျွန်ုပ်တို့နားလည်ခဲ့ကြသည်ယင်းဝန်ကြီးလေးပါတရုတ်ဖို့ပုံကိုနက်နက်နဲနဲလေးလာကြည့်လျှင် ရှင်ဘုရင်နှင့်တိုင်းသူပြည်သားတို့ကိုကိုးစားပြုသောဝန်ကြီးများသည်ဘုရင်နှင့်ပြည်သူတစိုက်တဝန်းတဲဆောင်ရွက်ကြပုံတို့ကိုသတိပေးနေသည်ဟုကျွန်ုပ်တို့နားလည်သင်ကြသည် ဒီမိုကရေစီဟူသောဝေါ်ဟာရကိုကျွန်ုပ်တို့သည်အင်္ဂလိပ်ထံမှရခဲ့ကြသည် အင်္ဂလိပ်လက်ထက်၌ပင်လင်ဒီမိုကရေစီကိုဟောပြောရေးသားခဲ့ကြ၏စင်စစ်ထိုဝေါ်ဟာရသည်ဂရိမျိုးတော်နိုင်ငံများထူထောင်စားကသုံးစွဲခဲ့သောဝေါ်ဟာရဖြစ်သည်မြို့သူမြို့သားအလုံးကသူတို့၏သဘောထားများကိုတင်ပြ၍အချင်းချင်းအယူအဆညီညွတ်အောင်ညှိနှိုင်းပြီးလင်သဘောတူရအဆုံးဖြတ်ချက်ကိုရလင်ထိုဆုံးဖြတ်ချက်အတိုင်းပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြသည် ရှင်းမြန်မာမင်းတို့ဤလက်ထက်တွင်နေပြည်တော်ဤအုပ်ချုပ်ရေးမှဘရင်ကဥစည်း၍ချုပ်ကင်သောသဘောတရားများလွန်စွာကြီးထွားနေစေကမူကြေးရွာအုပ်ချုပ်ရေးနိုင်မှုကအခြေခံအားဖြင့်ရွာသူကြီးနှင့်ရွာသားတို့အညီအညွတ်တိုင်ပင်၍ချုပ်ကင်သောသဘောတရားများကလွှမ်းမိုးသည်မင်းနေပြည်တော်၌နိုင်ငံရေးစီးပွားရေးလူမှုရေးကိစ္စတို့သည်အလွန်များမြောင်ကျယ်ဝန်းလှသည်ဘီအမ်မင်းမြတ်ဤထံပါတွင်လူမှုရေးရာဒို၌ကျွမ်းကျင်သူပညာရှိများအများအပြားပင်ရှိ၏ ထို့ကြောင့်ဘယင်သည်ထိုပညာရှိတို့နှင့်တိုင်ပင်နှီးနှော၍မိမိသဘောထားကိုပြထမ်းသည်ကျေးရွာ၌ကနေပြည်တော်ကဲ့သို့ရေးရာကိစ္စများသည်ကျယ်ဝန်းလှသည်မဟုတ်သောကြောင့်တကြီးနှင့်ရွာသားများစုပေါင်းတိုင်ပင်ဆွေးနွေးရန် အခွင့်အလမ်းများစွာရှိသည်ထို့ကြောင့်မင်းနေပြည်တော်၌ဘယင်တူဦးရဲချုပ်ကန့်ခြင်းသည်ဓမ္မတာဖြစ်သကဲ့သို့နေပြည်တော်နှင့်ဝေသောကျေးရွာတို့၌တကြီးနှင့်ရွာသားအညီအညွတ်သဘောချင်းများကြသည်မှာလည်းဖြစ်မြဲဓမ္မတာပင်သည် မြန်မာမင်းတို့လက်ထက်တွင်အခွန်ဘဏ္ဍာခန့်ခွဲခြင်းကိစ္စတို့၌ကြေးရွာမျိုးနယ်များတွင်မြေသမာဓိများဖွဲ့စည်း၍ဆောင်ရွက်ကြသည်ဤကဲ့သို့အများသဘောယူ၍စီမံခန့်ခွဲခြင်းသည်အုပ်ချုပ်ရေးတို့၌ပင်လင်တွင်ကျဲခဲ့လေသည် ရေဘူးရကိုတွက်ဆကြည့်လင်အများသဘောဖြင့်စီမံခန့်ခွဲအုပ်ချုပ်ခြင်းပင်ဖြစ်သည်ဗြိတိရှားတို့မြန်မာနိုင်ငံကိုနောက်ဆုံးအပြေးပိုင်သိမ်းယူလိုက်သောအခါမြန်မာပြည်မင်းမြတ်တို့၏ကြေးရွာအုပ်ချုပ်ရေးစနစ်သည်ကျန်ရစ်ခဲ့သည် သို့တော်ထိုခေတ်ကဗြိတိရှားတို့အနေဖြင့်မြမဘရင်ကိုတစ္ဆာတော်ခံသည်ထက်ဗြိတိရှားကိုသာလင်တစ္ဆာတော်ခံစေရန်လိုလားကြသည်ဤဒီမှာလည်းဓမ္မတာပင်ဖြစ်သည်မြမကြီးရွာအုတ်ချုပ်ရေးစနစ်ကြံရစ်တကဲ့သို့ဗြိတိရှားအုတ်ချုပ်ရေးကိုဆန့်ကျင်သောလောရက်တို့လည်းကြံရစ်၏ထိုအခါစာချာ cross the way သည်မြမတနိုင်ငံလုံးဗြိတိရှားကိုဥညွန့်လာအောင်ဆယ်နှစ်ဆယ်မိုးညင်ဝတ်ပြပြအောင် အုတ်ချုပ်ပြီးလင် ကျေးရွာလက်ဆွဲဥပဒေရွာသူကြီးလက်ဆွဲဥပဒေစသည်တို့ကို ပြဋ္ဌာန်းခဲ့သည်မူလကရှိနှင့်ပြီးသောမြမအုပ်ချုပ်ရေးဓလေ့ထုံးစံတို့ကိုဖျက်၍အုပ်ချုပ်ရေးအသည့်တီထွင်ပေးသောသဘောဖြစ်သည်တို့ရာတွင်ဗြိတိရှားတို့ပြဋ္ဌာန်းသောဥပဒေတဲတွင်မြမတို့၏မြေတမာတိစနစ်ကျေးရွာအုပ်စုတမာတိလူကြီးစနစ်ဆဲအိမ်ကောင်းစနစ်တို့သည် အထိုက်အလျောက်ပါဝင်မြဲပါဝင်လျက်ရှိနေခဲ့သည် ရင်းသဘာဝကိုအကဲခတ်ကြည့်ရင်ရွာသူကြီးနဲ့ရွာသားတို့သဘောထားချင်းညှိနှိုင်းတိုင်ပင်ဆွေးနွေးသောမြမဒလေးကိုဗီဒီရှာတို့ကလက်ခံကျင့်သုံးသင့်သလောက်လက်ခံကျင့်သုံးသည်ဟုယူဆရန်ရှိသည်ထိုစင်လာတို့ကြောင့်အစပထမ၌မြမစနစ်အတိုင်းတကြီးရာဒူးကိုတကြီးဤသားသမီးတို့ကအမွေဆက်ခံ၍တကြီးအဖြစ်ဆောင်ရွက်နိုင်သော အချင်းအရာကို တွေးရှိရသည် သို့သောအထက်၌ပြဆိုသည့်အတိုင်းဗြိတိရှတို့သည် မြမမင်းတို့ကိုတစ္ဆာခံသူတို့အားထုတ်ပယ်၍သူတို့ကိုတစ္ဆာခံမည် သူတို့အားတကြီးရဒူးများကို အနှင်းခဲ့သည်ယင်းတို့အနှင်းခဲ့သည့်တိုင်အောင်အဖအွယ်လွန်လင်းအမွေခံထိုက်သောသားသမီးတို့ကရာဒူးကိုဆက်ခံနိုင်သည့်အခွင့်အရေးကိုမပယ်ဖြတ်ခဲ့ကြည်မြမတို့သည်တစားတစားဖြင့်ဗြိတိရှအုပ်ချုပ်ရေးစနစ်ကိုနိုင်နင်းစွာလိုက်နာသုံးစွဲနိုင်၍ အုတ်ချုပ်ရည်ပြုပြင်ပြောင်းလဲခြင်းများကိုတောင့်တလာကြသောအခါဗြိတိရှအုတ်ချုပ်ရည်တမားများသည် အရေးပိုင်ခရိုင်ဝန်တို့ကမိမိတို့ကြိုက်သောသူကိုတကြီးခန့်သာပိုင်ခွင့်ရှိသည်ကိုပယ်ဖြတ်၍တကြီးများကိုရွာသားတို့ကမဲပေး၍ရွေးချယ်သောစနစ်ကိုကျင့်သုံးခဲ့ကြသည်ဤကဲ့သို့အပြောင်းအလဲများပြုလုပ်နေသောခေတ်ကာလတွင်ဒီမိုကရေစီနည်းဖြင့်အုတ်ချုပ်သည်ဟုသောစကားကို အများသူငါသုံးစွဲလာကြသည် သို့သောထိုစနစ်အရရွေးချယ်တင်မြှောက်ခံရသော လူကြီးမင်းသည်ပင်လင်ဒီမိုကရေစီဟူသောဝေါ်ဟာရကိုအဆန်းဟုထင်မှတ်သည်ယင်းဝေါ်ဟာရ၏အတိတ်ဘယ်ကိုပင်လင်နားမလည်ခဲ့ကြီးငယ်စဉ်ကကျွန်တော်သည်တကြီးရွေးကောက်ပွဲများကိုကျင်းပသောတာဝန်များကိုထမ်းဆောင်ခဲ့ဘူး၏ရှေးကတကြီးရွေးပွဲဆိုသည်ကိုမကြားဘူးသောရွာသားအချို့ကဘာကြောင့်မင်းနှင့်ရွေးနေရတုံးအရေးပိုင်ကသူကြိုက်တဲ့လူကိုသူခန့်ပြီးမှယခုတကြီးရွေးပွဲတွေနဲ့ ်ရွာသားတွေအလုံးရှုပ်အောင်လုပ်နေတယ်ဟုဝေဖန်ပြောဆိုသည်ကိုကြားခဲ့ဖူးပါသည်ထိုအခါကျေးရွာတွင်စာတက်ပေတက်ဘ ഹു တုတရှိသောပုဂ္ဂိုလ်တူဦးကဟေ့အရင်ကသကြီးကို သူ့သဘောနဲ့သူရွေးပြီးခန့်တာပြည်ဒီရှာအလိုတော်ကြီးတွေဖြစ်ကုန်တယ်ယခုငါတို့သဘောနဲ့ငါတို့ရွေးပြီးသကြီးခန့်တာကွဒါမှတို့သကြီးဟေ့ဟုရှင်းပြသည်သူကဆက်၍ ငါသဘောခေကနေပြီးအများသဘောခေရောက်လာပြီးဟုလဲရွာသားများကိုဓမ္မကတိကလေးတန်ဖြစ်ပြောလိုက်ပါသည် ကျွန်တော်တို့မြန်မာစကားထဲမှာနိုင်ငံခြားစကားများဝင်ရောက်ကျူးကျော်နေပါသည်ဝဟာရကျွဲလာသည်အတွက်ကောင်းတာတွေအများကြီးရှိပါသည်သို့တော်ယနေ့တိုင် မကြေညက်သေးသောစကားလုံးအသစ်များကြောင့်ကျွန်ုပ်တို့သည်အရေးကြုံသောအခါရောင်းလဲလဲဖြစ်နေရပါသည်ရွာသားကအများသဘောဟု ဆိုသော အခါအတိတ်ပဲရှင်းနေပါသည် ဒီမိုကရေစီဟုပြောသောအခါကျွန်တော်သည်ထိုးစဉ်အခါကရွာသားများသဘောပေါက်အောင်ရှင်းမပြနိုင်ခဲ့ပါထိုခေတ်ကပြည်သူလူထုဟုသောစကားကိုပင် အများကသုံးစွဲနေသည်မဟုတ်သောကြောင့်ကျွန်တော်သည်ပြည်သူအုပ်ချုပ်ရေးစနစ်ကို အပေါက်အောင်ပြောရင်းနှင့်ဗြိတိရှလက်ထက်တွင်ငါသည်ပြည်သူဟုတ်ပါသလိုဟူ၍ပင်လေမစင်းစားတက်အောင် ဖြစ်ခဲ့ဘူးပါ၏အများသောဟုပြောသောရွာသားသည် ကျွန်တော်လိုတက်ကတူမရောက်ခဲ့ဘူးပါသို့တော်သူက ကျွန်တော်ထပ်လှင်ပါသည် mountain အခုလို့ဆရာကြီး mountain ဤဒီမိုကရေစီဟူသည်ကဝတ္ထုတို့ဆောင်းပါးကို နားဆင်ပေးကြတော့တူးတယောက်ချင်းစီတိုင်းကို reader ဝင်းနင်းစာမှကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်အားလုံးပဲဘေးပရာကင်းကွာကျမ်းမာရှင်လန်းကြပါစေရှင်